ရိတ်သမားအလုံးမဲမင်္ဂလာပါရှင်ကိုစတိုဒီ YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်ပြိသက်တွေအလုံးတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဓတိပရေးသားထားတဲ့မန်တန်ထူးမောင်နဲ့မြေရှိုးပေါလို့မိုးမပြန်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကိုလိုက်ရန် Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်အသေးသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ ပြီးနာနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇလန်လေးကို တင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးကြီးပဲဖြစ်ပါတယ်ရှင်ဒူးမောင်ကကြောင်မလူးမော်နဲ့မောင်ချေအကြောင်းကိုဥကလာစီကတဆင်ကြားသိခဲ့ရတယ်အဲဆက်လက်ပြီးတော့မောင်ချေကိုအနိုင်တိုက်ခတ်ပြီးမိမိရဲ့ချစ်သူမိန်းကလေးပန်းဖြူနဲ့မိတ်ဆွေကြီးဥတန်ခဲတို့ကိုကဲထုတ်ဖို့အတွက်တိုင်ပင်ကြပါတယ်ဒူးမောင်ရဲ့လက်ရှိပညာရှင်များမှမန်တန်ပရပိုင်ကြီးရဲ့ စစ်မှန်တဲ့စွမ်းအားတွေမဟုတ်သေးပါအနေအချင်းအကင်းသာဖြစ်ပြီးအေဒီမော့ပညာတို့ကအစင်းစင်းကျဉ်ကျံအားထုတ်ပြီးနောက်မှာအစင်းလုံးဖြစ်တဲ့နောက်ဆုံးမော့ပညာအစင်းရှိနေသေးပါတယ်အခုလက်ရှိမန်းနဲတွေနဲ့ရရှိနေတဲ့စွမ်းအားတို့ဟာမော့စေးတမျိုးနဲ့အသားမှထိုးနှံစီရင်ပြီးတော့မော့သွင်းထားခြင်းမျိုးသာဖြစ်ပြီးနောက်ဆုံးအစင်းကိုမရောက်သေးအေဒီအစီအရင်တွေကိုတင်ဆောင်သွားလိမ့်ပြီးဖြစ်တဲ့ထူးမောင်ရဲ့ငဲစရာကြီးဥဝုံကစီရင်ပေးခဲ့ခြင်းဖြစ်ပြီးတော့ ပြင်းချောင်းကုံအောင်ဥက္ကလာထံကဆက်လက်ပြီးတော့လေးလာအထုတ်ရအောင်မှာဖြစ်ပါတယ်။အခုအခါအင်အားကြီးလာတဲ့ရန်သူဖြစ်တဲ့မောင်ချစ်နဲ့ပညာသူအစင်းမြတာမကမောင်ချစ်ကတာလုံနေတဲ့ကြောင်ဘလူးမော်ပညာတဲ့ဖြစ်နေပြီးထူးမောင်ကလည်းသူ့ရဲ့ဓာကြီးလေးပါမန်တန်မော်တွေကိုနောက်ဆုံးအစင်းထိပေါင်းမြောက်အောင်မြင်မှုအတွက်ဥက္ကလာရဲ့အကြံပြုချက်အရကျိုးပန်းရအောင်မှာဖြစ်ပါတယ်။ထူးမောင်အဖို့ချင်းချင်ရမှာတခုကတော့ မော်ပညာတို့ဆုံးခန်းတိုင်အောင်ကျင့်ကြံအားထုတ်ရမယ်ဆိုရင်များစွာအချိန်ကုန်မှဖြစ်ပါတယ်မိမိရဲ့လူတွေကိုရန်သူလဲအတွင်းမှာကြာကြာထားခြင်းကလုံးဝမသင့်တော်ပါအဲဒါကြောင့်ဓာတ်ကြီးလေးပါမှောအောင်တဲ့အထိအချိန်မရတော့လဲကြောင်လဲတဲ့မောင်းချစ်ထက်အစွမ်းထက်ဖို့ကိုအပြင်းအထန်ကြိုးစားရတော့မှာဖြစ်ပါတယ်ဘလောက်အထိကျင့်ကြံအားထုတ်မယ်ဆိုရင်မော်ပညာအဆင့်တားလို့နိုင်မှလဲဥက္ကလာမောင်းချစ်ကိုရှင်းနိုင်မို့ကအ ਨੇ စုံတော့ဓာတ်ကြီးလေးပါကျင့်စဉ်ရဲ့ လမ်းတဝက်လောက်ကိုရောက်မှဖြစ်မယ်။ဓာတ်လေးပါဆိုရင်ကြောင်းလိုက်မယ်ဗျ။ပထဝီမန်တန်နဲ့အောက်ဘောမန်တန်နှစ်ခုကိုအရင်ဆုံးလေ့ကျင့်မယ်။ဒီနှစ်ခုနဲ့မလုံလောက်သေးဘူးလေထူမောင်။အချိန်မရအောင်ရွေးချက်စရာမရှိဘူး။ကြောက်ရောက်ကြ။ကောင်းပြီလေ။အဲ့ဒီအချိန်ကစပြီးတော့ထူမောင်ဟာဥကလာနဲ့တူမြေမာမြုပ်လို့တမျိုးရေမာငုံလို့တဖုံနဲ့အစွမ်းကုန်လေ့ကျင့်ကြတော့တယ်။တစ်ဖက်ကလည်းကြောင်းလက်သေးမောင်ချက်ကသူနေတဲ့အိမ်တော်ကိုအစေခံအဆောက်အအုပ်တွေဝင်းရံမိ ထူးမောင်ရောက်လာခရင်အပြက်ရှင်းမှုအမိန်ပေးထားတဲ့သူကိုယ်တိုင်ကအိမ်ခန်းအတွင်းမှာရှိတဲ့မီးတိုင်ခွက်ကလေးခတ်မိမ့်မိန်ထွန်းထားတဲ့အခန်းထဲမှာအနားယူနေပါတယ်။အိမ်နောက်ဖက်အခန်းမှာရှိတဲ့အချုပ်ခန်းလိုလိုထောင်လိုလိုတန်တိုင်များကြားမှာပန်းဖြူနဲ့ဥတန်ခဲတို့ကိုလည်းဖမ်းမြဲဖမ်းဆီးထားပါတယ်။ဥတန်ခဲနဲ့ပန်းဖြူတို့ရဲ့လက်မှာထူးဆန်းတဲ့တန်ကွင်းလေးတွေကိုစင်ရှိနေကြတယ်။အဲ့ဒီတန်ကွင်းရဲ့ထူးဆန်းပုံကတာမန်လူအဖို့ကိစ္စမရှိတော့လေ မောပညာသည်တို့အတွက်ကြောက်စရာကောင်းလာပါတယ်။အဲ့ဒီတန်ခွင်းတွေကမောင်ချစ်လိုမြေအောက်ခိုင်းသားတဦးကစီရင်ပေးခဲ့ခြင်းဖြစ်ပြီးလက်မှဝတ်ဆင်ပေးထားရင်တော့မြည်သည့်မောပညာကိုမှအသုံးပြုလို့မရတော့။မောင်ချစ်ကိုယ်တိုင်ပင်စမ်းသပ်ပြီးတန်ခွင်းကိုသူ့လက်မှဆွထားတဲ့အခါတာမန်လူတယောက်တို့ဖြစ်သွားပြီးကြောင်ဘလူးမော်ကိုလည်းအသုံးပြုလို့မရတော့တာကိုအံ့ဩစွာကြုံတွေ့ခဲ့ရတယ်။အဲ့ဒီတန်ခွင်းတွေကိုစီရင်သူကိုဦးတန်ခဲကမသိပေမဲ့ တဖွဲလေးဖြစ်တဲ့ပန်းဖြူဟာကောင်းကောင်းသိနေပါတယ်သူတို့နှစ်ဦးရှိနေတဲ့လက်ဝဲမှော်ပညာနဲ့ပြင်စားယူပါမှော်ပညာတို့လည်းလုံးဝအသုံးပြုလို့မရတော့ဘဲတာမန်လူတို့ပင် ဖန်ဆီးခံထားရတယ်တန်ကွေးများကလည်းတက်ရှိအလာပိုင်ဆိုင်သူတခင်ရဲ့အမိန့်နဲ့သာစံထုတ်ချွတ်ယူနိုင်တာဖြစ်လို့ဘလို့မှမတန်နိုင်ပါသမီးပန်းဖြူမျက်နှာမကောင်းပါလားပြောပြန်ပြီတန်ကျိုးတန်ကွင်းတွေနဲ့အချုပ်ထဲနေရတာပြုံးပြော်နေရမလားဦးကြီးရဲ့ ။ဦးရီးသေးပါတယ်တမီးရဲ့။ငါတမီးကိုကိုကိုစိတ်ပူလို့မျက်နှာပြက်နေတာမဟုတ်ပါဘူး။ဟိုမောင်ထူးမောင်လေးကိုမတွေ့ရတာကြောင့်လို့များစိတ်ပူနေသလားလို့မေးတာပါ။တော်ပြီဦးကြီးဟာနောက်နေရမယ်အချိန်မဟုတ်တော့ဘူး။ဒီထက်ကနေလွတ်ဖို့ကြံအောင်။ပူမနေနဲ့ဦးကြီးတော်ရုံနေထူးမောင်လာလိုက်မယ်။ကျမတော့မလာစေချင်ဘူး။မောင်ချင်းရဲ့ပညာအစွမ်းကချော့တော့လို့မရဘူးဦးကြီး။ရေအောင်အဖွဲအကြောင်းအဖွဲဝင်ဖြစ်မှုတဲ့ကျမအသိဆုံးပါအန်တီရဲ့တိတ်များတယ် ပြောတော့ဖြင့်စိတ်မပူဘူးဆိုပန်းဖြူကဘာမှမပြောတော့ပါဦးကြီးဦးတန်ခေရောသူပါမော်တန်ကွင်းတော်မကတာမန်တန်ကျိုးများတန်ချေချင်းများပါ အခက်ခံထားရတဲ့ကြားထဲရနေပန်းဖြူစိတ်ထဲကထူးမောင်ကိုစိတ်ပူနေတာ အမှန်ပဲဖြစ်ပါတယ်အချိန်ခဏအကြာမှာခြံကြီးထဲကနေစူးစူးညံ့ညံ့အတန်တွေကိုနှစ်ယောက်သာကြားမိကြပါတယ်အဲ့ဒီလိုပင်အခန်းထဲမှာအနားယူနေတဲ့မောင်ချက်ကလည်းအတန်တွေကိုကြားနေရပါတယ်အပြင်မှာအဆောင်ချထားတဲ့ သူရဲ့တပည့်တွေနဲ့တစုံတယောက်တို့တိုက်ခိုက်နေတဲ့အတန်ပဲဖြစ်ပါတယ်။မောင်ချက်လင်ချက်ချင်းမိအိမ်အမိုးဘော်ကိုလွှာကနေခုံတက်လိုက်တဲ့အမင်းကနေပြီးတော့အောက်ကိုငုံကြည့်လိုက်တဲ့အခါခြံရှိမှအဆောင်အဖြစ်ထားထားတဲ့တပည့်ငါးဦးမှဓာတက်ရရီနဲ့တင်ဆုံနေတာကိုတွေ့ရတာမို့အိမ်ရှိတက်တဲ့ကိုခုံချလိုက်ပါတယ်။အတုံးမကြတဲ့ကောင်လေးဟေးအိမ်ထဲကကောင်လေးလာကြစမ်းဒီအလောင်းတွေတဲသွားကြ လာပါပြီဆရာကြီးလာပါပြီဟာဘလို့ဖြစ်ကုန်ကြတာလဲဆရာကြီး ခက်စိုးစိုးကအကောင်းကြီးတွေပါခြံထဲကိုရန်သူဝင်ပြီလားဖြစ်နိုင်တယ်တတိထားကြဒီငါးကောင်ကိုအချိန်တော်အတွင်းဓာတ်နဲ့ဝင်ပိုင်းသွားတာပေါ်သေးသေးကောင်တော့မဟုတ်ဘူးတနေရရမှပုံးနေလိမ့်မယ်မင်းတို့လူခွဲကြရှာတဲ့လူကရှာစောင်းတဲ့လူကစောင်းဟုတ်ကဲဆရာကြီးဖန်ထားတဲ့ဟိုနှစ်ယောက်ကိုလာခဲ့တဲ့ကောင်ဖြစ်ဖို့များတယ်ငါအချုပ်ခန်းသားမှရှိနေမယ်ကြားလားဟုတ်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ပါမောင်ချီရဲ့တပည့်တွေကပြာရခက်ကုန်ကြတယ်အလောင်းတွေကိုရှင်းသူကရှင်းပြီး တချို့ကချမ်းကိုဓာထမ်းပြီးတော့လှဲ့ပတ်ကြပါတယ်တချို့ကရန်သူကိုချိန်မုံမှုအသေးအတန်ရှာဖွေကြပါတယ်အဲ့ဒီအချိန်မောက်ချက်ကဥတန်ခဲနဲ့ပန်းဖြူတို့ရှိရာ အချုပ်ခန်းကိုဒုက္ခတချောင်းနဲ့ရောက်လာခဲ့ပါတယ်တိတ်ပြီးတော့ပြောမနေကြနဲ့哦ဟုံဝင်းကလေးနဲ့အဖိုးကြီးဥတန်ခဲခမရတို့လူထူးမောင်ဒီကိုရောက်မလာခင်လမ်းမကလေးကကြောက်ကိုမရှင်းနိုင်လို့ထွက်ပြေးသွားတယ်အခုလဲတက်တီနေလိုက်လေဗျာခြံထဲကိုခိုးဝင်လာပြီးထဲမှာတယ်အလောင်းတော့မြင်ရမှာပေါ့ဗျာ မောင်ချင်းမင်းဒီလားမန်တန်မော်အစင်းမြင့်လာရင်မင်းတက်တဲ့ပညာဆိုတာ အိမ်မွေးကြောင်တကောင်လောက်တော့အစင်းမရှိဘူးဆယ်နဲ့ဆယ်မို့စူးစားပြုံအပေါ်စကားတွေမကြောက်ဘူးဗျာခမားတို့နှစ်ယောက်ကိုကျုံ့နဲ့ထဲမဲ့ကြကြမထအောင်ကျုံရဲ့တပည့်တွေနားတယ်မကြခင်မှာပလိမ့်လက်ကိုအပ်ပြီးတော့စွငွေထုတ်ယူမယ်တေဖို့အစင်သင့်ပြင်ထားပန်းဖြူကမောင်ချင်းကိုမျက်စောင်းတစ်ချက်ဆွေးကြည့်လိုက်ပြီးသူစကားကိုအေးမလို့ပဲတစ်ဖက်ကိုငေးနေပါတယ်ကျောင်းအောင်၆တာတာမဟုတ် အမှန်တကယ်အသက်ကိုအန်ဒီရဲ့ပေးလာတာကိုသိပေမဲ့နဲနဲမှကြောက်တတ်ကြဖို့မပေါ်ပါဦးတန်ခဲကအားတိုင်လို့ပင်ရီမောနေသေးပါတယ်မောင်ချဲကအဲ့ဒီလူနှစ်ဦးအနားမှာမနေကျင်တော့လဲချန်နေရောက်နေတဲ့ရန်သူဟာထူးမောင်ဆိုရင်တော့တေချာပေါ့အချုပ်ခန်းကိုရောက်လာနိုင်တာကြောင့်ကြိုပြီးတော့စောင့်နေခြင်းဖြစ်ပါတယ်အပြင်ကတိုက်ခိုက်လာတဲ့ရန်သူဟာမျက်နှာဖုံးနဲ့ဓာတ်ကိုလွှဲထားပြီးမောင်ရိတ်ခုလျက်ရှိပါတယ်မောင်ချင်းရဲ့တပည့်တွေတတိအလစ်အငိုက်ကို ချောင်းမြောင်တိုက်ခိုက်ဖို့အတွက်စောင့်နေပါတယ်။ပုံမှန်ဆိုရင်တော့ယောက်ျားပြီပြီမျက်နှာချင်းဆိုင်တိုက်ခိုက်နေရှိပေမဲ့လှိုးဝဲလုံးဆောင်နေရတာကြောင့်ချောင်းပြီးတော့တိုက်ခိုက်နေရတယ်။အမောင်ရဲအကွယ်ကနေလှေမြန်နဲ့ခြေလန်းတွေနဲ့အဆောင်တဦးကိုလဲလိန်ချိုးပြီးတဦးကိုတနောက်နဲ့ခေါင်းတက်တက်စောင့်ပေးပြီးအဆုံးစီရင်လိုက်ပါတယ်။အဲ့ဒီအချိန်မြင်သွားတဲ့တခြားအဆောင်တွေကဒေါက်တာကိုစီနဲ့ပြေးဝင်ပြီးတော့တိုက်ခိုက်လာပြန်ပါတယ်။အဲ့ဒီအခါသူလည်းခုခံကာကွယ်တိုက်ခိုက်ရတယ်။ တိုက်ခိုက်လာတဲ့ခြံစောင့်တွေရဲ့ဓာတ်နဲ့သာသူလည်းခုခံကာကွယ်တိုက်ခိုက်ရတယ်။တိုက်ခိုက်လာတဲ့ခြံစောင့်တွေရဲ့ဓာတ်နဲ့သာသူတို့ကိုယ်သူတို့အဆုံးစီရင်ပေးလိုက်ပြီးမျက်နှာဖုံးတဲ့လူကဓာပေမထုတ်ခဲ့။ရှင်ပြိုင်လို့မနိုင်တော့တာကိုတွက်စားမိတဲ့မောင်ချစ်ရဲ့တပည့်တွေလည်းဆရာဖြစ်သူကိုခေါ်ဖို့အတွက်အိမ်내ကိုပြေးဝင်သွားပါတယ်။ဒါပေမဲ့လည်းအိမ်အပေါင်းဝမှာပင်မကောင်းဆိုးဝါးကဆွဲထားသလိုဖြစ်နေပြီးနောက်ကျောကိုလည်းဓာတ်တရကြီးများကြားရောက်လာကမှောင်လဲသွားကြတော့တယ်။ မျက်နှာဖုံးနဲ့ဓာတ်ရွေထားသူဟာအိမ်ထဲကိုတလန်းချင်းရှောင်းလို့လာပါတယ်။လာနေတဲ့ခြေတံကိုဥတန်ခဲနဲ့ပန်းဖြူတို့ကြားနေရသလိုမောင်ချစ်လည်းကြားနေရပါတယ်။ခြေတံနီးလာတဲ့အခါမောင်ချစ်ကကြောင်နဲ့ကြီးအတွေ့ချက်ချင်းပြောင်းနေသွားပြီးအိမ်ထဲကိုတလန်းချင်းဝင်သွားတော့ပါတယ်။တမိဘလို့ထင်လဲထူးမောင်လား။မဟုတ်ဘူးထင်တာပဲဦးကြီး။ထူးမောင်ကခိုးချောင်ခိုးဝက်မလုပ်တတ်ဘူး။နိုင်ဤမနိုင်ဤမစင်းစားပဲမျက်နှာအရှိတတရနေတိုက်ခိုက်တတ်တဲ့သူမျိုးပါ။ ။တမီးတော့သူတို့မထင်ဘူး။မကြခင်မှာပဲအိမ်ထဲကနေတိုက်ခိုက်တံများကြားရတော့တယ်။အမောင်ထဲကစွမ်းအားဖြင့်နဲ့အရာတခုခုဟာမျက်နှာဖုံးတဲ့လူရှိရာကိုပြေးဝေလာနေတာမို့ဓာတ်ထုတ်ပြီးခုခံထားလိုက်တယ်။မောင်ချင်းရဲ့တိုက်ကွက်ဖြစ်တဲ့လက်သေးကုတ်ချက်ဖြစ်ပြီးဓာတ်သွားကိုပင်မီးဝင်ဝင်တောက်သွားစေပါတယ်။အဲ့ဒီနောက်ဓာတ်ကင်ထားသူရဲ့လက်ကိုကြောင်နယ်ကြီးကကုန်းလိုက်တာမို့လက်ခုံမှာဒဏ်ရာရသွားပါတယ်။ကြောင်နယ်ကြီးမှလည်းဓာတ်သမားရဲ့ဘယ်လက်သီးတစ်ချက်ပြီးသွားပြီး ပန်းဖြူတို့အချုပ်ခန်းအနားထိပြန်ကြလာပါတယ်။အချုပ်ခန်းအနီးမှာပင်ကြောင်နေကြီးနဲ့ဓာသမားတို့နှစ်ဦးတိုက်ခိုက်ကြတာမို့ပန်းဖြူလည်းအရေးအကဲခက်လိုက်ပြီးတက်ချက်ပြုံးပါတယ်။အဲဒီနောက်သူနဲ့မဆိုင်သလိုတစ်ဖက်ကိုလှည့်နေပါတယ်။မောင်ချစ်ကိုတိုက်ခိုက်တဲ့ဓာသမားကမြည်သူမြည်ဝါဖြစ်တယ်ဆိုတာကိုပန်းဖြူသိနေတယ်လို့ထင်ပါတယ်။ဒါပေမဲ့နားပါတဲ့မောင်ချစ်ကကြားသွားနိုင်တာမို့ဥတန်ခဲလည်းမမေးခဲ့ပါ။အဲဒီလိုနဲ့မောင်ချစ်ဟာလူတလဲကြောင်တလဲပြောင်းပြီးတိုက်ခိုက်နေပြီး တဖက်ကဓာသမားကလည်းအသေးအလေးလိုက်ခုတ်ပါတယ်ဓာသမားရဲ့ခုံချက်တွေကိုမောင်ချစ်ကအလူးအလဲရှောင်နေရပြီးအိမ်တော်ကြီးမှလည်းဓာခုံရှောင်တို့နဲ့အတော်ကလေးပြည့်စည်နေပြီဖြစ်ပါတယ်နှစ်ဦးသားမိုးလေးအားကြီးတဲ့အထိအပြင်းထန်တိုက်ခိုက်ကြတော့လေအနိုင်အရှုံးကအပြည့်မပေါ်သေးပါမောင်ချစ်ရဲ့စိတ်ထဲမှာတိုက်ခိုက်နေသူကထူးမှ မဟုတ်တာကိုလည်းရိပ်မိလာပြီးဓာချက်တွေကိုလည်းတတိပြုမိနေပါတယ်ဓာသမားရဲ့ကြွန့်ကျင်မှုကြောင့်မောင်ချစ်ရဲ့လက်မောင်းနဲ့ ဝမ်းပိုက်ကြွက်သားများမှာဓာတ်တရများပြည့်နှက်နေပါတယ်။တချက်မှာတော့မောင်ချင်းရဲ့ကြောင်နဲ့တဲ့ကြောင့်မျက်နှာဖုံးအကွဲသွားရာဓာသမလေးသူ့မျက်နှာကိုအမြင်မခံဘဲနဲ့အမျက်ရှောင်တင်းသွားတော့တယ်။အဲဒီအခါမှာမောင်ချစ်လေးပန်းဖြူနဲ့ဥတန်ခဲတို့ကိုခက်ဆူးဆူးတစ်ချက်ကြည့်လိုက်ပြီးသူ့ရဲ့အခန်းထဲကိုတွေးဆဆနဲ့ရိုင်းနှဲနဲ့ဝင်သွားတော့ပါတယ်။တမီအဲ့ဒါဘသူလို့ထင်တော့စောပါသေးတယ်ဦးကြီးအချင်းတည်းရင်တီးရမှာပါ။ မောင်ချစ်ကကြောင်တကောင်လို့နားသိပ်ပါတယ်။သူအခန်းထဲကနေကျမတို့ပြောနေတဲ့စကားတွေကိုကြားရနိုင်လိမ့်မယ်။ထူးမောင်မဟုတ်ဘူးဆိုတော့ဓာတ်ကိုကြည့်ရင်သိနိုင်ပါတယ်။ဦးကြီးသဘောပေါက်ပြီသမီး။ထူးမောင်နဲ့မောင်ချစ်တို့လမ်းမှာစုံကြတယ်လို့ပြောတယ်။တိုက်ခိုက်ကြသေးရဲ့ထင်တယ်။လက်ရှိအခြေအနေမှာတော့ထူးမောင်အနေနဲ့အနိုင်ယူဖို့မဖြစ်နိုင်သေးဘူး။တူတခုခုလုပ်ပါလိမ့်မယ်။မနဲ့လင်းနာနဲ့ဦးကလာဟာမြင်းစိတ်မှာစောင့်နေရရှိပါတယ်။ထူးမောင်ကရေအောင်မှငုံရှိုးပြီး အာဘောမန်တန်ကိုစိတ်မအဆမ်းမပြတ်တမ်းရွတ်ဖက်ပြီးတော့ရေတက်ရဲ့ရိုးစီးပြောင်းလဲခြင်းတဘောကိုလူနဲ့တသားတည်းဖြစ်အောင်လေ့ကျင့်နေခဲ့ပါတယ်။နေမြင့်တဲ့အခါရေကနေပြန်တက်လာခဲ့ပြီးဥကလာရှိရာကို ရောက်လာခဲ့ပါတယ်။ဘလို့တော့တခုပြီးမှတခုလုံးတဲ့နေမဟုတ်ရင်ပင်မန်းလိမ့်မယ်။နားပါအောင်လား။နောက်တနည်းသာပြောပါ။ကျုံနားမနေခြင်းကိုကတိုင်းဆိုတာကြားဖို့လားထူမောင်။ကြားဖို့ပင်မဲ့အသေးချာတော့နားမလည်ဘူး။ကတိုင်းနဲ့ခက်ဆင်ဆင်တူတဲ့ကျင်းစင်မျိုးပါ။ ကမထမ်းအားထုတ်သလိုမြေဒါမှမဟုတ်ရေကိုကြည့်ပြီးစိတ်မှနမိတ်ထင်လာအောင်ကြင်ကြံရတာအဲဒါပေမဲ့မင်းရမျက်လုံးမမြင်တဲ့အတွက်အထီးအတွေ့အာယုံကသာလေးကျင်းလို့ရမယ်မြေထဲမှာရှိနေခြင်းမြေထဲရဲ့ဖွဲ့စည်းမှုတဘုံကိုနဲ့တသားထဲကြအောင်ကြင်ကြံရမယ်ရေထဲမှာရှိနေခြင်းရေထဲရဲ့ရိုးစည်းခြင်းတဘုံခန္ဓာကိုယ်နဲ့တသားထဲကြအောင်အားထုတ်ရမယ်မင်းရဲ့ခန္ဓာကိုယ်ကမန္တန်စွမ်းအားတွေကကူညီပါလိမ့်မယ်ဒီနည်းကိုသာဆက်ပြီးတော့လေးကျင်ပါထူးမောင်လင် ခုနှစ်ရက်တပတ်တိတိအပြင်းထန်ကြိုးစားပြီးလေ့ကျင့်တဲ့အခါရေထဲကိုငုံလို့တနေတိတိနေနိုင်သလိုမြေကြီးထဲမှလည်းတနေတိတိနေနိုင်တဲ့အထိပေါင်းမြောက်ခဲ့ပါတယ်။ခန္ဓာကိုယ်ကပေးမန်းခြင်းမရှိပကတိစွာအမြပြေဖြိုးနေပြီးမောင်းချင်းနဲ့ရှင်မို့အတွက်အသင့်ဖြစ်နေပြီးဖြစ်ပါတယ်။ဇွဲလုံးလာဝရိယနဲ့ပြေဆုံးပါပေတယ်ကွာ။အတွေ့အကြုံနဲ့ရရှိလာတဲ့စွာအားလေးပြောပြပါအောင်။တပြေးပြေးနဲ့ရေထဲမှနေရင်စိတ်မှရေထဲရဲ့သဘော အထီးအတွေးကတဆင်နားလဲပြီးကိုနဲ့တသားတည်းဖြစ်တဲ့အခါရေးစည်းကြောင်းတွေဟာခန္ဓာကိုယ်မှာကွေးဝန့်ခြင်းမရှိပဲကိုထဲရဖျက်ဆီးသလိုခန်းစားရပြီးကိုခန္ဓာဟာအရေးတခုလိုဖြစ်နေပါတယ်အသက်ရှူသလားတော့မသိဘူးဥကလာပထဝီကျင်းစင်အောင်ထူးကြတယ်ဗျရှေးရက်တွေမှာမြေမြုပ်ခန်းထားရစဉ်ကမွန်းချက်ပြီးအသက်ရှူရခက်သလိုလှုံ့ရှားလို့မရပါပဲရေးတဲ့သဘောအတိုင်းခန္ဓာကိုယ်မှာနေကြည့်လိုက်တယ်ရုံရခက်ပေမဲ့ကျုံရဲ့စိတ်ထဲမြေအောက်မှာရောင်းနေခြင်းကို ရေအောင်ရောင်းနေတယ်လို့ကူးခတ်လို့ရနေရင်လမ်းစဉ်တစ်ဝက်ပြီးပြီပေါ့ကွာဓာကြီးလေးပါမော့အောင်မှုမီးတန်းနဲ့လေတက်တာကြံတော့တယ်ထူးမောင်မြေအောင်မှကူးလို့ရတယ်ဆိုတာမင်းစိတ်ထင်မဟုတ်ဘူးတကယ်စွရင်အစ်စ်ပဲဘလို့တော့ဗျအလွယ်ပြောရရင်တော့မင်းကိုယ်တိုင်ကရေမင်းကိုယ်တိုင်ကမြေဖြစ်တယ်လို့မြေပြင်ကိုရေအမှတ်နဲ့ယူလို့ရပြီရေပြင်ကိုမြေအမှတ်နဲ့လည်းထိတွေ့နိုင်တယ်နားရှုပ်သွားပြီအဲ့လောက်နားမလဲဘူးဗျာလက်တွေ့ပြမယ်မင်းအရှိမမြေပြင်ကြီးဆိုတာမင်းသိရဲ့ အေးဒါပေမဲ့လမ်းလျှောက်ရင်မင်းအနေနဲ့မြေနဲ့တသားနဲ့ကြာသွားတဲ့အခါဒါမှမဟုတ်ရေပြင်အမှတ်နဲ့ယူတဲ့အခါမင်းရဲ့ခန္ဓာကိုယ်ဟာမြေထဲကိုမြုပ်ဝင်သွားလိမ့်မယ်စမ်းကြည့်ထူးမောက်လည်းမယုံတာကြောင့်အရှိကမြေပြင်ကြီးကိုစိတ်နဲ့ရေးလို့မှတ်ယူပြီးဓာတ်နှက်ခုသဘောကိုတသားနဲ့ကြာနေအောင်ခန္ဓာကိုယ်နဲ့ဆင်းသက်တော့မြေပြင်ထဲကိုတကိုယ်လုံးဝင်သွားပြီးရေထဲခုန်ချသလိုဖြစ်သွားတော့ပါတယ်အဲ့ဒီအခါထူးမောင်ကသဘောပေါက်လွင်တာကြောင့်မြေရှိရာကိုပြေးသွားပြီး ရေပြင်ကိုမြေလို့မှတ်ယူပြီးတော့လမ်းလျှောက်တဲ့အခါရေထဲကိုမနစ်ပင်မြေပေါ်မှာလမ်းလျှောက်နိုင်ခဲ့တာကိုထူးဆန်းစွာတွေ့ကြုံနိုင်ရတော့တယ်။နားလေပြီးဥက္ကလကျောက်သဘောပေါက်ပြီးဝါအယောဓာတ်သဘောနဲ့နောက်တစ်ဆင့်အောင်ရင်လေထဲမှာပထဝီဓာတ်ကိုဖမ်းယူပြီးခန္ဓာကိုယ်ကလည်းလေလိုပေါ်ပါသွားတဲ့အခါမိုးမှ ပြန်လိမ့်မယ်ထင်တယ်။မြေရှိုးမိုးပြန်ဆိုတာဒါလား။ကတိုင်းနဲ့စင်တူရဲဆိုတာတော့ဟုတ်နေမယ်။အဲဒါပဲမင်းကအခုမြေမသာရှိုးနိုင်တာမိုးပြန်မိုးကဒီထက်ခက်တယ် နောက်မှလို့အခုမင်းရဲ့ချစ်သူမင်းကလေးနဲ့မိတ်ဆွေကြီးဦးတန်ခဲစီကိုတွားပြီးတော့ထူးမောင်လေးဦးကလာကိုကျေးဇူးတင်ကြောင်းပြောခဲ့ပြီးနောက်တစ်ကြိမ်လာခဲ့မယ်လို့ကတိပေးပါတယ်။ပြီးတဲ့အခါကိုဌာနာတန်သေးတားကိုခါမှချက်လို့ကြောင်လက်တဲ့မောင်ချင်းရှိရာစီကိုတွားဖို့အတွက်မြင်းကြီးမိုးမောင်ကိုစီးပြီးတော့ထွက်ခွာလာခဲ့ပါတယ်။ဦးကလာလည်းအဝေးကနေလက်ပြနှုတ်ဆက်ရင်းကြံခဲ့တော့ပါတယ်။ခုနှစ်ရက်တပတ်ခန့်ကြာမြင့်ပြီးဒီကနေ့ကဦးတန်ခဲနဲ့ပန်းဖြူတို့ကို အင်္ဂလိပ်အစိုးရလက်ထဲကိုမောင်ချဲကိုယ်တိုင်အက်လိုက်ပြီးဖြစ်ပါရယ်မောင်ချဲကစူးတော်ငွေတွေ ထုတ်ယူခဲ့ပြီးပလေးအဖွဲဟာဥတန်ခဲတို့ကိုလက်ပြန်ကျိုးတုပ်ကခေါ်လာခဲ့ပါရယ်အနောက်ကမောင်ချဲနဲ့အဖွဲကလိုက်ပို့ကြပါရယ်အရှင်ဖန်းစီရတော်လဲမျိုးကပ်ပို့ခြင်းထောင်သွင်းအကျဉ်းချခြင်းမျိုးမလုပ်တော့ဘဲတေးတန်စီရင်မှုအတွက်မြေအောက်အဖွဲကအကြံပေးထားတာမို့လူတဲကုန်းစီကိုခေါ်ထုတ်သွားကြခြင်းဖြစ်ပါရယ်အစုံစီရင်ကြမဲ့နေရာကိုပန်းဖြူရုံဥတန်ခဲပါ တာမန်လူတွေကိုတန်ချေချင်းတွေနဲ့လိုက်ပါလာရတယ်။ခလောက်ကျချောင်းနှဘေးကိုရောင်းလူနီနီမှာပလေးအဖွဲတွေကတောင်းကနေဖြစ်ကုန်နေအเจ้าကတော့ရုတ်တရက်ငရေလှုပ်တယ်လို့မြေကြီးကတုံခါလာပြီးပလေးတယောက်ဟာရုတ်တရက်မြေအောက်ကိုဆွဲနေလိုက်တယ်လို့မျိုးဝင်သွားတာကြောင့်ဖြစ်ပါတယ်။ပလေးတွေကကြောက်အားလန့်အားနဲ့ဟိုဒီပြစ်ခဲကြတာမို့မောင်ချစ်တို့အဖွဲမှလည်းအချင်းအနည်းကိုစောင့်ကြည့်နေကြတယ်။အဲ့ဒီအချင်းပန်းဖြူနဲ့ဥတန်ခဲတို့ကဂျိုင်းတူပြုံးလိုက်ကြပါတယ်။ မကြာမီအချိန်အတွင်းမှာပင်မျက်နှာဖြူပလိတ်ငါးဦးမြေထဲကိုနိုနစ်တလို့နှိမ့်မြုပ်သွားပြီးမောင်ချင်းနဲ့အဖွဲသားကြံ့ခဲ့ပါတယ်အဲ့ဒီနေရာဝင်းကျင်တစ်ခုလုံးနဲ့ဖုံနဲ့သဲမှုံများထောင်းထောင်းထထွားတယ်မြေပြင်ကြီးဟာတုံခါနေချင်းကရက်သွားပြီးမြင်းခွတ်တခက်ပြင်းပြင်းကိုကြားရတယ်အဝေးကထူးမောင်လေးမြင်းကြီးမိုးမောင်ကိုစီးပြီးကိုဌာနတန်သေးသားကိုဒလော့ကန်ပြီးတော့ဒုံဆိုင်ဝင်ရောက်လာခဲ့ပါတယ်မောင်ချင်းလေးသူ့လူတွေကိုအရှိတက်စေဖို့ဆင်းလွတ်ပြီးသူကိုယ်တိုင်က ဒုက္ခကိုမြေပြင်မှာစောင့်လိုက်တော့ဒုက္ခကလှမ်းသွားခဲ့သို့အချို့တခုထွက်ပေါ်လာပြန်ပါတယ်ထူးမောင်က အရှိကဝင်လာတဲ့မောင်ချင်းရဲ့တပည့်အားလုံးကိုဓာတ်တစ်ချက်သာရမ်းလိုက်ပြီးမြင်းကြီးကလည်းလှွားကနေခုန်လိုက်တဲ့မြင်းခွလေးဘက်မြေကိုပြန်ကြချိန်မှာမောင်ချင်းဘက်ကလူတွေအားလုံးမြေပေါ်မှာအတုံးအလုံးနဲ့လဲကျသိမ်းဆုံးကုန်ပါတယ်အဲ့ဒီအခါမောင်ချင်းကိုယ်တိုင်ကသူ့လက်နဲ့နဲ့အတူထူးမောင်ရှိရကိုတက်တဲခုန်ပြီးတော့ချိန်ရွယ်လိုက်ပါတယ်အဲ့ဒီနောက်ထိုးဆိုင်ချလိုက်တော့ တဖက်လှမ်းသွားကိုဓာနဲ့ခံပြီးမြေပေါ်ကခုံချလိုက်တော့တယ်။မင်းကြီးမိုးမောင်ကဘေးလို့ရကိုရှောင်နေပါတယ်။ထူးမောင်လည်းမျက်လုံးကိုပဝါစီထားပြီးမမြင်ရပေမဲ့တဖက်ရန်သူရဲ့တိုက်ခွက်တွေကိုအာယုံခံပြီးတော့ခုခံတိုက်ခိုက်ပါတယ်။ပထမတစ်ကြိမ်တိုက်ခိုက်တာထက်ပိုပြီးတော့တန်မာနေတဲ့ထူးမောင်ရဲ့ခုံအားကိုမောင်ချစ်လည်းတတိထားမိပါတယ်။ရုတ်တရက်မောင်ချစ်ကပျောက်ကွယ်သွားရာထူးမောင်မှပျောက်ကွယ်သွားပါတယ်။မောင်ချစ်ပြန်ပေါ်လာတဲ့နေရာမှာထူးမောင်ရှိနေပြန်ပါတယ်။ အဲဒီလိုဖြစ်လာတော့လှည့်စားလို့မရတော့တဲ့မောက်ချက်ကထူးမောင်ကိုအနိုင်ရဖို့အတွက်ဥတန်ခဲနဲ့ပန်းဖြူကို NDA ပေးဖို့အတွက်ချိန်ဦးလှဲတော့ပါတယ်။တာမန်လူတွေတို့အချုံအောင်ခံထားရတဲ့ဥတန်ခဲနဲ့ပန်းဖြူတို့ရှိရာကိုကြောင်နဲ့ကြီးအတွင်နဲ့ခုံအုပ်တော့ပါတယ်။လက်တပြက်အတွင်ထူးမောင်လည်းလက်လန်းမမီဖြစ်နေချင်းကြောင်ကြီးတရံဖြစ်နေတဲ့မောင်ချင်းရဲ့အဆွဲကြောင်ကိုဒေါက်တာချောင်းဝင်ရောက်ခုခံလာပါတယ်။အဲဒီနောက်ဥတန်ခဲနဲ့ပန်းဖြူတို့မတိကိမ့်မိချိန်မှာ ကျောင်းနယ်ကြီးကိုခန့်ဝေးဝေးကိုကန့်ထုတ်ပြစ်လိုက်တဲ့လွင်သွားတဲ့ကြောင်းကြီးရောက်ဒေါသတကြီးနဲ့မောင်ချစ်အသွင်ပြောင်းလဲပြီးထောင်ရက်ပါတယ်။ဝင်းရောက်ကူညီသူဟာတခါကမောင်ချစ်ကိုရှံပြူလာတဲ့မျက်နှာဖုံးတဲ့ဓာသမဖြစ်ပါတယ်။ဒီတကြိမ်မှာကျောင်းဝင်ကူညီသူဓာသမကလှိုးဝှက်ဖုံးကွယ်နေဖို့မလိုတော့တာကြောင့်မျက်နှာဖုံးကိုခွာထုတ်လိုက်ပါတယ်။အဲ့ဒီအခါမောင်ချစ်ကိုယ်တိုင်မင်းနားမလည်နိုင်အောင်ဆုံးအသွားပြီ။ကြော်ထင်းမင်းမင်းရ ဟုတ်တယ်မောင်ချင်းငါကြောက်ထင်မယ်ငါစိမ့်နဲ့ငါ့ကိုဆုံးဖြတ်ပိုင်ခွင့်ရှိရဲ့မြေအောင်အဖွဲမှာကျုံတော့အလုံးမလုံးနိုင်တော့ဘူးကွာငါသူတို့ကိုစန့်ကျင်တော့မယ်အထူးသဖြင့်ငါမြေအောက်ကိုလာခဲ့တာမင်းကိုလက်စားချေဖို့အတွက်ပဲဘာကွာမင်းနဲ့ငါရန်ညိုးရှိလို့လားဒါရီပြောနေဖို့အချိန်မရှိဘူးရော့ငါဒါ့ကိုလွတ်အောင်ရှောင်စမ်းမောင်ချင်းကိုဝင်ရောက်တိုက်ခိုက်လာသူမှာသူတို့နဲ့တပွဲတည်းဖြစ်နေတဲ့မြေအောက်ခိုင်းကဓာတ်နဲ့ရှင်ကြော်ထင်းကိုယ်တိုင်ဖြစ်ပါတယ်ကြော်ထင်းနဲ့မောင်ချင်းတို့ အပြင်းထန်တိုက်ခိုက်နေတဲ့အခါထူးပေါင်ကဝင်မပါပဲဦးတန်ခဲနဲ့ပန်းဖြူတို့ရှိရာကိုသွားပြီးတန်သေးသားနဲ့လွှဲခုန်လိုက်တယ်။လူကိုမဟုတ်ပဲလက်မချီထားတဲ့တန်ကျိုးတွေနဲ့ခြေချင်းတွေကိုဖြစ်ပါတယ်။အားလုံးကိုဓာတ်နဲ့ဖြတ်တောင်းလို့ရပါမယ်။လက်ကောင်ဝင်မှရှိနေတဲ့မှော်တန်ကွင်းတွေဟာနှစ်ချက်ဆင့်သုံးချက်ဆင့်မီခုတ်တော်လင်းပြက်သွားခြင်းမရှိ။တစ်ဖက်ကကြော်ထင်တဲ့မောင်ချစ်တို့လည်းတိုက်ပွဲပြင်းထန်နေပြီးဒီတစ်ချိန်မှာတော့မောင်ချစ်ကအသာစီးရနေရဲ့ကြော်ထင်လဲဓာတ်နဲ့ခုခံရင် လဲကျသွားတဲ့အခါမောင်ချစ်က အသေးတက်ဖို့အတွက်လဲမျိုးကိုလက်သေးနဲ့ပြေးဖောက်တဲ့အခါထူးမောင်ကလက်ကောင်ဝတ်ကိုဓာနဲ့ပင့်ကပေးထားလိုက်ပါတယ်။အဲ့ဒီအခါအောက်ကကြော်ထင်းလေမောင်ချစ်ရဲ့ရင်ဝါကိုစောင့်ကန်လိုက်ပါတယ်။တစ်ချက်သာအပြင်းပြင်းကန်နိုင်ပြီးခန္ဓာကိုယ်အနှံ့လက်သေးရာတွေနဲ့သွေးများလဲထွက်နေတယ်။ကြော်ထင်းအဖို့တိုက်ခိုက်ဖို့အခွင့်မသာတာကြောင့်ထူးမောင်ကအပြင်းထန်ဆက်လက်တိုက်ခိုက်ပြန်ပါတယ်။တေချာကြည့်တဲ့အခါမောင်ချစ်ရဲ့မျက်လုံးတစ်ဖက်က ကျော်ထည့်ရဲ့ဓာတ်ကုန်ချက်ကြောင့်လုံးဝကွဲသွားပြီဖြစ်ပြီးဓာတ်ထက်ရလည်းမနှဲလာပါအေဒီအခါမောင်းချက်နဲ့သူ့ရဲ့ခန္ဓာကိုယ်ကမော်စွမ်းအားတို့ကိုအစွမ်းကုန်ထုံထုတ်ပြီးငကိုထပ်ပူကြီးနဲ့ကြောင်လည်ကြီးတကောင်အဖြစ်ပြောင်းလဲလာခဲ့ပါတယ်ထူးမောင်ကတိုက်ခိုက်ဖို့မတင်တော့နဲ့ကျော်ထင်းကိုနားနေဖို့ပြောခဲ့ပြီးသူ့ကိုင်းတဲ့ဓာတ်ကိုခဏငှားယူလိုက်တဲ့ပြီးတဲ့အခါဓာတ်နှစ်လက်ကိုပူပြီးတော့မန်တန်တပိုးကိုလည်းရွှတ်ဖက်လိုက်ပါတယ်ထူးမောင်ရဲ့ဓာတ်ပေါ်ကမန်တန်စလုံးများလည်း အယောင်တောက်လာပြီးတော့ကျော်ထင်ရဲ့တနက်ကလည်းအနှစ်ရအခိုးငွေများထွက်နေပါတယ်။ထူးမောက်မှ လေးကျင့်လာခဲ့တဲ့ကျင်းစင်များကြောင့်အလွယ်တကူမြေအတွင်းကိုဝင်ရောက်နိုင်နေတာမို့ကြောင်နယ်ကြီးမှာတိုက်ခိုက်ရခတ်နေပါတယ်။ကြောင်နယ်ကြီးမောပန်းတဲ့အချိန်မှာဓာတ်နှက်လန်းနဲ့အတူမြေပြင်ကထွက်လာပြီးဆက်လက်ခုတ်ပိုင်းတော့ပါတယ်။ကြောင်ကြီးကလည်းလက်သေးပုတ်ထုပ်ကကောက်ွက်ရင်းမောင်းချင်းအဖြစ်နဲ့ဆက်လက်တိုက်ခိုက်ပြန်ပါတယ်။အပြင်းထန်တိုက်ခိုက်နေတဲ့ကြားက တောင်ရိုင်းတရိစံကြီးတို့လှင်မြင်းနဲ့ကြောင်နဲ့ကြီးရဲ့လက်သေးချက်ကြောင့်ထူးမောင်လည်းနောက်ဆုံးလာရပြန်ပါတယ်။အဲ့ဒီအချိန်ကြော်ထင်းကပြန်ထလာနေတာကြောင့်ထူးမောင်ကဒနဲ့ကိုလှမ်းပြီးတော့ပြစ်ပေးလိုက်ပါတယ်။ကိုထူးမောင်ကြောင်ဆိုရရေးကြောက်တယ်ဗျ။ကြော်ထင်းရဲ့စကားကိုကြားတာနဲ့ထူးမောင်လည်းချက်ချင်းသဘောပေါက်သွားပြီးနှစ်ယောက်သာကြောင်ကြီးကိုမြေကမ်းမအထိမြောင်းခေါ်တိုက်ခိုက်ကြပါတယ်။အဲ့ဒီအခါထူးမောင်လည်းသူ့ရဲ့စွမ်းအားနဲ့ ကပန်းရံအောက်မှာရေလုံးဝမရှိအောင်လမ်းကြောင်းလွှဲထားလိုက်တဲ့ကဘာအစုံကိုရောက်တာနဲ့နှစ်ယောက်သားဓာတ်ကိုအားကုန်လှုပ်ပြီးကြောင်ကြီးကိုတိုက်ခိုက်တော့ကြောင်ကြီးလည်းကဘာအောက်ကိုကျသွားတော့ပါတယ်။အောက်ကိုရောက်တဲ့အခါမောင်ချစ်အတွင်ပြောင်းသွားပြီးကြောင်ဆိုတာအမြင့်ကြောင်ကိုထုံးစံမရှိဘူးကွာ။ဒါဖြင့်ဒီလိုဆိုရင်ရောထူမောင်လည်းမြေကြီးစေးကြောင်တွေကိုပြန်တဲလိုက်ပြီးကဘာအောက်ကိုရေအလုံးလိုက်ဆောက်အောင်ဖန်တီးလိုက်တော့ရင်မောင်ချစ်ကထောင်ချောက်ကိုတီးရတာကြောင့် အမြင့်ကိုခုံတက်ခဲ့တော့လေအချိန်မမီတော့ပဲရေထဲကိုကြောက်သွားတော့ပါတယ်။မောင်ချဲဟာရေစီးနေတဲ့ကြားမှာပါဇက်ထဲကဓလုံးကိုထုတ်ယူပြီးထူးမောင်တို့ရှိရာကိုလှမ်းပြီးတော့ပြစ်လိုက်သေးပါတယ်။အဲ့ဒီဓလုံးကကြီးစံကန်သလိုဝင်လာတာကြောင့်ဓာနလန်နဲ့ခုခံတားဆီးရာဘုံငနယ်ပေါက်ကွဲတော့ပါတယ်။အဲ့ဒီအခါထူးမောင်နဲ့ကြော်ထင်းတို့လည်းဓာရီကိုအစွမ်းကုန်အင်းအားဖြည့်တင်းလိုက်ပြီးအနောက်ကိုဆုတ်ကအာယူကြပါတယ်။အဲ့ဒီနောက်မြေကမ်းမကနေ့ မောင်ချင်းရှိရာစီကိုပြေးခုန်လိုက်ကြပြီးအပေါ်တဲတဲကနေဓာရီကိုရွှဲထားပါတယ်နှစ်ယောက်သားကြလာတဲ့အရှိန်ကြောင့်မောင်ချင်းရဲ့ရင်းဝါတဲတဲကိုဓာနှလန်းနဲ့အားကုန်ထိုးဆိုင်လို့အဆုံးသတ်ပေးလိုက်တော့တယ်ကြောင်ဘလူးမော်ပညာတို့နဲ့အတူနမေကျော်မော်ပညာတဲ့ကြောင်နဲ့တဲ့မောင်ချင်းတို့မှမြေရီစီအတွင် အပီးတိုင်မျောပါပြောက်ွယ်လို့အဆုံးသတ်သွားကြတော့တယ်အဲဒီနောက်နှစ်ဦးသားရေပေါ်ကို ပြန်တက်လာတဲ့အခါဦးတန့်ခဲနဲ့ပန်းဖြူတို့က ထူးမောင်ကိုပြေးတွဲထားကြတယ်။ကျောထင်းဟာဓားကိုမြေမာထောက်ပြီးအာယူဝေထရတယ်။အဲ့ဒီနောက်၃ယောက်လုံးပြုံးပြီးတော့ကြည်နေပါတယ်။ပန်းဖြူကလည်းမိတ်ဆွေဟောင်းကိုနှုတ်ဆက်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ကိုထင်းကျော်။အခုလို့အမြင်မှန်ရပြီ။နေချက်လက်ပန်းစီအဖြစ်ကနေရုံထွက်လာခဲ့တာ။ကျမဂုံယူလေးစားပါတယ်။ဟုတ်ပါပြီမပန်းဖြူ။ကျုပ်ရဲ့ရန်ကျွေးလဲအဆုံးသက်သွားပြီဆိုတော့ရှေးဆက်ပြီးအေးအေးဆေးဆေးသာနေပါတော့မယ်။ခွင့်ပြုပါအောင်။ဓာတ်နဲ့ရှင်ကျော်ထင်းလည်း ဓာတ်ကိုလွှဲပြီးတော့ထွက်သွားတော့ပါတယ်။မနီမဝေးကို ရောက်တဲ့အခါထူးမောင်ကတန်သေးဓာတ်ကိုတအိမ်မှထည့်ပြီးကိုကျော်ထင်ကျော်ထင်ကအနောက်ကိုလှဲကြည့်နေပါတယ်။ထူးမောင်ကအရှိကို တလန်းချင်းရှောက်သွားပြီးဒူးစိဟိုက်ကိုင်းတွေအမောင်ဘက်ချမ်းကမော်ပညာတွေနဲ့နိုင်ငံရေးမတည်ငြိမ်တဲ့ခက်ပြက်ကာလကြီးထဲမှာဒနဲ့ကြီးကိုတန်ကြီးအတက်ခံမလို့လားထူးမောင်ရဲ့စကားကြောင့်ကျော်ထင်လည်းတွေးဝေးသွားပါတယ်။စုံပြည့်ချက်တွေလည်းမတည်ငြိမ်တော့ပင်စိတ်ထဲမှာထူးမောင်တို့ကို မိတ်ဆွေတွေလိုခန်းစားလာရတယ်။အဲ့ဒီအချိန်ထူးမောင်ကခမည်းတော်ကျင်ရင်သွားပါဗျာ။မသွားချင်ဘူးဆိုရင်တော့ကျုပ်တို့ညီအကိုတွေဖြစ်နိုင်ပါသေးရဲ့။အဲ့ဒီလိုပြောပြီးလက်နှစ်ဖက်ကိုဆန်လိုက်တော့ကျော်ထင်လဲမဆိုင်မတော့ပင်တရွေ့ရွေ့လာပြီးထူးမောင်ကိုဖက်လိုက်ပါတယ်။အဲ့ဒီနောက်တနက်ကိုမြေမာချထားလိုက်တယ်။ထူးမောင်ကလည်းကျော်ထင်ရဲ့ပကုံးကိုပုံပြီးတော့ကင်လိုက်ပါတယ်။ကျုပ်ကိုမိသားစုတစ်ခုလိုနှွေးနှွေးထွေးထွေးကြိုးစိုးချင်းခံရတာဒါပထမဆုံးပဲကိုထူးမောင်ကျုပ်တို့အတူရှေ့ဆက်ကြတာပေါ့ဗျာ။ အမောင်ကန်းကြီးသုံးခုအတူဖြိုခွင်းကြတာပေါ့ထူးမောင်လည်းခေါင်းငိတ်ပြလိုက်ပြီးလေးဦးသားမြင်းကြီးမိုးမောင်နဲ့အတူပရပိုင်ကြီးကိုပြန်ပို့ဖို့အတွက်ခင်ကြီးဆက်သွားကြတော့တယ်မန်တန်ပရပိုင်ကြီးမှထူးမောင်ရဲ့ကုန်းလီပေးကတလုံးလုံးနဲ့လိုက်ပါသွားတော့ပါတယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးဆရာမိဟိန်ခန့်ဥဒ္ဒတိပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့မြေရှိုးပါလို့မိုးမပြန်ဆိုတဲ့ဇလံလေးရဲ့အစဆုံးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေ အားလုံးအတွက်ဘလို့ဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင်းမျှော်အားပေးနာဆင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါတယ်။နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါမယ်ရှင်။